ဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့မှာအင်္ဂါနေ့ကဖြစ်ပွားခဲ့တဲ့သမိုင်းတလျှောက်လူအသေးအပြောက်အများဆုံးရဲစစ်စင်ရေးတစ်ခုမှာအရာရှိ၄ဦးအပါအဝင်လူ64ဦးသေဆုံးခဲ့ပါတယ်။ဒီစစ်စင်ရေးဟာဆော့ပိုလိုမြို့တော်မှာကုလသမဂ္ဂရာသီဥတုညီလာခံ COP30 နဲ့ပတ်သက်တဲ့ကမ္ဘာလုံးဆိုင်ရာပွဲများစွာကိုလက်ခံကျင်းပဖို့ရပ်ပိုင်းလိုမှာအဓိကဂိုင်းတစ်ခုကိုပြစ်မှတ်ထားစစ်စင်ရေးလုပ်ခဲ့တာဖြစ်ပါတယ်။ရီယိုမှာအဓိကပွဲကြီးတွေမတိုင်ခင်ရဲတပ်ဖွဲ့ဟာ ရာဇဝတ်ကိုင်းတွေကိုပိတ်မတ်ထားပြီးစစ်စင်ရေးကြီးတွေကိုမကြာခဏလှုပ်ဆောင်လေးရှိပါတယ်။အင်္ဂါနေ့က Rio အုပ်ချုပ်ရေးမှူး Claudio Castro ကအတည်ပြုခဲ့တဲ့တိတ်ဆုံးသူအရေးအတွက်ဟာ Rio မြို့ရဲ့ရခင်အသေးပြောက်အများဆုံးရဲစစ်စင်ရေးထက်နှစ်ဆကျော်ပိုများပါတယ်။ဒီကြီးမားတဲ့စစ်စင်ရေးမှာ Rio မြို့ရဲ့နိုင်ငံတကာလေးစိတ်အနည်းရှိစင်ရသားရက်ွက်နှစ်ခုမှာလုံခြုံရေးတပ်ဖွဲ့ဝင်2500ပါဝင်ခဲ့ပါတယ်။အာနာပိုင်တွေရဲ့ပြောကြားချက်အရငွေကြေးခဝါချမှုနဲ့ မူရင်းစေဝါနဲ့ပတ်သက်တဲ့ပြစ်မှုတွေကျူးလွန်နေလို့တန်တရားရှိတဲ့ဂိုင်းတွေရှိနေတဲ့ရီယိုမျိုးရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရက်ွက်အချို့ကိုလုံချုံရေးတပ်ဖွဲ့တွေဝင်ရောက်စီးနင်းရမှာအရာရှိလေးဦးအထိတည်ဆုံခဲ့ပါတယ်။ရီယိုမျိုးရဲ့ဆင်းရဲသားရက်ွက်တွေဟာမျိုးရဲ့တောင်ကုန်းထူထပ်တဲ့ပင်လယ်ကမ်းခြေတစ်လျှောက်မှာအထက်လိုက်တိဆောက်ထားတဲ့လူဦးရေတိတ်သေးတဲ့အခြေချနေထိုင်ရာနေရာတွေဖြစ်ပါတယ်။အုတ်ချုပ်ရေးမှုကလူ82ဦးဖမ်းဆီးရမိကြောင်းအတည်ပြုခဲ့ပြီးအာဏာပိုင်တွေက ဖန်ဝရန်နဲ့ရှာဖွေဝရန်250ကိုထုတ်ပြန်မှုအစည်းအဝေးနေပါတယ်။အရက်ဖက်လူအဖွဲ့အစည်းကစစ်ပွဲပုံစံစစ်စင်ရေးအတွင်းတည်ဆုံမှုများပြားခဲ့တာကိုဝေဖန်နေကြပါတယ်ခင်ဗျာ။